်အင်္ဂါနေ့ဝေးသူအားလုံးမင်္ဂလာပါ2025ဇူလ20ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာဘဝအတွက်ရေးပါတဲ့ပြောင်းလဲတွေဖြစ်ပဲဥတီချက်စစ်တွေလောကရမယ်နေနေရပြုပြင်ခြင်းပြောင်းလဲခြင်းကိစ္စစီစဉ်မှုများဆောင်ရွက်သူများအလုံးစုံ ကောင်းခြင်းကံနဲ့တိုးတက်ခြင်းရှိမယ်အလုံးစစ်တွေကိုစတင်နိုင်တယ်ဆောင်ရွက်လိုက်တဲ့လုပ်ငန်းတွေအားလည်းစတင်ခြင်းမှန်ကန်ပြီးတော့ ကောင်းသောကျိုးဆက်အနာဂတ်အတွက်ဖြစ်ပေါ်နိုင်တယ်။အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။ဝေးချေးပေးယူကိစ္စဒီမှာဆင်ပြေမယ်။ဘဝရည်မှန်းချက်နဲ့လိုလားချက်အောင်မြင်မယ်။အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝတည်လန်းပေါ်မယ်။ဝေးချေးပေးယူကိစ္စဒီမှာဖြစ်ပေါ်သောပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်။မိသားစုမှာလည်းကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းရှိမယ်။ဒီကာလအတွင်းဆုံးဖြတ်ချက်မှန်မယ်။လုပ်တဲ့ကိစ္စမှမြန်မာနဲ့ကြိုးပေးတဲ့ခံရှိမယ်။ လူမျိုးခွဲချိုးပြမဲ့ကံနဲ့တွတ်တဲ့တဲ့ကံနဲ့ပေါ်ပေါက်နေတဲ့နေသားကိုရောက်ရှိပါတယ်။ဘီဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ နစနေနေ့မှာရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံတွေဖွင့်တဲ့ရီမန်းချက်သစ်ကိုရှေ့တိုးလို့၍အထူးချိုးပေးတဲ့ကံနဲ့တလန်းဖွင့်တဲ့နေသားရှိမယ်။နစက်သောရနေ့မှာရပိုင်ခွင့်ဟောင်းနဲ့လက်ဝဲပြန်ရမယ်ဘဝတိုးတက်မယ်။နစက်၄ရနေ့မှာဝေကြီးကံကောင်းမယ်လက်ဖွင့်မယ်လူရပြည့်စုံမယ်။နစက်၅ရနေ့မှာ အပြိုင်ဆိုင်ချတိုးတက်မယ်ငွေဖတ်မတင်ဘူး။ အသွမ်းလာနေတိုင်းကျူးဆန်းရမယ်အရှိရကိုတည်သွားစရာနည်းရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာကျူးဆန်း26ရက်နေ့မှာလူပေါင်းမဆုံးဖြတ်ခြင်းမတတ်တဲ့ပြဿနာများတတ်တဲ့ရှန်နေဒီနဲ့ရှင်ပြီးတော့တတ်တယ်ညနေ3နိုင်တဲ့4နိုင်ခွဲတွင် အနည်းအထူးများတဲ့ကာလဖြစ်တယ်ဒီနေ့သာအရှိတောင်ရကိုတည်သွားစရာနည်းရှိတော့လဲထူးပြူကျူးဆန်းရပါမယ် 29ရက်နေ့ကတော့မိကောင်းဆွေကောင်းထောက်ကူရေချင်ဘဝတိုးတက်ခြင်းနေရှိမယ်28ရက်နေ့မှာခီးကိစ္စအစဉ်ပြေမယ်29ရက်နေ့မှာငွေကြေးကလတ်လာပါကံကောင်းမယ်30ရက်နေ့ကတော့အရာရာအစဉ်ပြေခြင်းနဲ့ကောင်းခြင်းကံနေရှိပါမယ်ထူးခြားချက်ကတော့ဇွန်လ29ရက်နေ့နဲ့30ရက်နေ့တွေဟာကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်တွေဖြစ်တယ်အဲ့ဒီနေ့တိုက်ဆက်ပြီးကောင်းစေကောင်းလျှော်ပြုခြင်း စပင်းစတိုင်ပုံစံစတင်ပြောင်းခြင်းပြုကထူးခြားသောကံကြမ္မာကောင်းခြင်းနဲ့ဆွဲဆောင်မှုသတ္တိစီဝါကံကောင်းခြင်းနဲ့ပြရားကောင်းခြင်းလက်ကောင်းခြင်းတွေကလုံးဖြစ်ပေါ်မဲ့အနေထားကို တွေ့ရပါတယ်။တပတ်တာတွင်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှယ်ရှိမယ်။တလေးကိုကနေ့ကျိုးပေးတဲ့အဝါရောင်လေးမောင်ရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားစွာအမြင့်ချင်းနေကြုံမယ်။ကောင်းသောကံကြမ္မာများရစေရန်လူငါဝါရောင်ပန်းဝင်လေးတွေဖျက်ကပ်လူပြီးလိုရာဆုတောင်းမှဆုတောင်းပြေပါမယ်။ယေရှုတင်ပါတယ်။